လာလို့ပြောပါဗျာပြောခွင့်ရရင်တော့လိုက်မယ်ဆိုဟိုရောက်တော့ကျုပ်ကပြောရောကိုတော်တို့ကိုလှုပ်ရမယ်အလုတ်ဟာဘာလဲဆိုတာနားလည်အောင်စဉ်းစားပြီးတော့လှုပ်ကြကိုတော်တို့ဘုန်းကြီးလှုပ်မစားနဲ့ဘုန်းကြီးအလုတ်လှုပ်ကြဘာလှုပ်မစားနဲ့ဘုန်းကြီးလှုပ်မစားပါဘုရားတကားတွေတကားတွေဘာလှုပ်မစားနဲ့ လှုပ်ရှားတာနဲ့တွေ့ရင်တော့မင်းတို့ခံဖို့သာပြင်ထားရ။ဘာလှုပ်လုံးမှပျော်ပျော်ဖုန်ကြီးလှုပ်ကပါလေ။ပြောလေလူရင်းလေးပြောလိုက်ရင်မလို့ချင်းအောင်နေတဲ့အလုပ်ဘုန်းကြီးအလုပ်ကဆရာကြီးဆရာလေးတွေအလုပ်ကဘယ်လိုနေတယ် မလို့ခြင်းအောင်နေရမယ်အလုတ်အဲ့ဒါကိုဘဝကွန်လားမလဲကြတော့အလိုနောက်ပါတော့စီကံလဲပြက်တယ်အကျင့်လဲပြက်တယ်ဒီလိုမဟုတ်လားအဲ့ဒီပုဂ္ဂိုလ်သာသနာမှာ ထိတ်တန်းရောက်လာလို့အာနာရှိသွားပြီဆိုရင် သူဖြတ်မှပိုပြက်မယ်ဟုတ်ပြီလားဒါကိုပြောချက်လားဒီတော့ဒီစကားတွေကဘုန်းကြီးတို့စကားမဟုတ်ဘူး ဘုန်းကြီးတို့ဆရာသမားတွေဆုံးမခဲ့တဲ့ဇကားတွေပြီးတော့သာသနာမှာနေရင်သာသနာအလုတ်ဟာမိမိတို့လုပ်ရမယ့်အလုတ်အဲ့ဒါကိုဘုန်းကြီးအလုတ်သီလရှင်ကလည်းသီလရှင်အလုတ်အဲ့ဒီအလုတ်ကိုဘုန်းကြီးတို့ပရိသတ်ရေလှုပ်လာပြီလို့ဆိုရယ်ဘုန်းကြီးပြီပေါ့ဘာဖြစ်ပြီပြည့်စုံပြီပေါ့ ဘယ်နည်းများဆက်ကြမှာဘုံကြီးပြေဆုံးပြီဆိုတာယောက်ကြတဲ့လူတွေတွေ့ပြီမဟုတ်လားဘာဖြစ်တာအလုံးလုံးထားဘာလုံးလုံးထားဘုံကြီးအလုံးလုံးထားဘာလုံးလုံးထဲဘုံကြီးနဲ့တူအောင်နေပြီးတော့ဘုံကြီးအလုံးလုံးတယ်အဲ့ဒီလိုဘုံကြီးလှူရပြီဆိုတော့ပြောကွယ် ဝမ်းမြောက်เสียပဲဟုတ်ပြီလားဒီတဲ့တောင်သူတွေပါဘူးလား